စမယ်ဗျာကြာလုံးတော့ဒီနားမှာအပေါ်မှာတော့သူကဖြစ်ခဲ့တာလေးရှိတယ်ဒီ၃ခက်ပုံကူကစားတာလေးเนาะကျွန်တော်တို့ဒီမှာ၄ခါ၃လုံးနောက်ထပ်၃လုံး၆ခွန်း၈ခွန်းเนาะနောက်ပေါင်း၅၆ခွန်းဆိုစီနီယာတွေပြေးတာနောက်တစ်ခါ၆ထပ်ခွန်းထပ်၈ထပ်တို့ခွန်း၈၉ဆိုတော့စီနီယာတွေလိုမျိုးအပြေးကစားတာတွေရှိတယ်အခုဒီနေရာမှာကျွန်တော်ထပ်၃လုံး၈ထပ်၃လုံး၈ထပ်၃လုံး၈လို့ကစားပြီးတော့၆ခါ၅ခါ၄ခါနဲ့ကစား အဲ့ဒီသူ့ဇောင်းမှာကျွန်တော်ရှစ်ထိတ်ကိုးထိတ်တုံညာထိတ်လို့စီနီယာအပြေးလေးပေါ့နော်ရှေ့မှာတော့မှာသူဒီလိုမျိုးကစားခဲ့တာတွေရှိတယ်ဒါပေမဲ့ဒီမှာလည်းကျွန်တော်ကစားအောင်မလားဆိုပြီးတုံညာထိတ်စီကျွန်တော်ထည့်တယ်နော်အဲ့တုံညာထိတ်စီကဟိုနေ့လည်းကျွန်တော်ပြထားပါတယ်တုံညာထိတ်စီဒီဘက်မှာကစားနိုင်တဲ့ရှိတယ်ဆိုတာတွေနော်အကြိုက်တယ်လူလည်းကစားပါလေမကြိုက်တယ်လူလည်းမကစားနဲ့နောက်တုံညာထိတ်စီကကျွန်တော်ဒီဘက်မှာဖဲတန်နဲ့ရှစ်ထားတာတွေမပြတ်တော့ဒီနားမှာနော်သူ့ဘေးကနေပြီးတော့ တေ1 2 3 4 5ချိန်เนาะသူဘေးကနေတေ1 2 3 4 5ချိန်သူဘေးကနေတေ1 2 3 4 5ချိန်เนาะအဲ့ဒီ5ချိန်အတိအစင်းလာတဲ့ line ပါဒီနှလုံး6 2ပေါင်းရင်8 8ရဲ့5ရဲ့ပေါင်း3 3ရဲ့9ရဲ့ပေါင်းရင်သူက2လို့ပြောတယ်เนาะ2 6 2 5ဆိုတော့3 3ကို9နဲ့ပေါင်းရင်2เนาะအဲ့ဒီ2ကိုသူ့အောက်မှာတက်ခါကျွန်တော်တို့3ညနဲ့9နဲ့ပေါင်းရင်9 ငိုင်းနဲ့ကိုနဲ့ပေါင်းရင်လေးနဲ့ရှစ်နဲ့ပေါင်းရင်သူကနှစ်လို့နှစ်နဲ့တာထွက်တယ်နော်ညတို့ဒီလေးလုံးပေါင်းလိုက်ရင်နှစ်ကိုဒီလေးလုံးပေါင်းလိုက်ရင်နှစ်လို့ပဲသူကပြန်ပြီးတော့ကစားတယ်နော်အဲ့သူပြရနေငါးကြိမ်စင်းလိုက်ရင်၆ရက်လေးပေါင်းရင်၃ညာ၃ညာနဲ့လေးနဲ့ပေါင်းရင်လေးလေးနဲ့ငါးနဲ့ပေါင်းရင်ကိုနော်ကိုလို့သူတစ်ချက်ကစားတယ်အဲ့ဒီကိုကိုသူ့အောက်မှာငါးနဲ့လေးနဲ့ပေါင်းရင်ကိုကိုနဲ့ငါးနဲ့ပေါင်းရင်လေးလေးနဲ့ငါးနဲ့ပေါင်းရင်ကိုကိုသာနှစ်ချက်ကစားတယ် ့ဒီသုံးလုံးပေါင်းရင်ကိုးဒီသုံးလုံးပေါင်းရင်ကိုးလို့သူပြန်ကစားတယ်ဒါဆိုရင်နောက်တစ်ခါသူ့ဘေးကနေ၅ချိန်ဆင်းလာလိုက်ရင်6နဲ့4နဲ့3ည3ညနဲ့8နဲ့ပေါင်း8 8နဲ့6နဲ့ပေါင်းရင်နေရောအဲ8နဲ့6နဲ့ပေါင်းအဲ့လေ3ညနော်ဒီနှလုံး3ညဒီနှလုံးက3ညဆိုတော့သူကပေါင်းချင်း3ညပေါ့နော်6နဲ့4နဲ့ပေါင်း3ည3ညနဲ့8နဲ့ပေါင်း8 8နဲ့2နဲ့ပေါင်းရင်3ညနော်ပေါင်းချင်း10လို့ရတယ် ไอ้นนี่ป้องยันเตะเสือโอ้แต่ก็ตูเอามาชอบเชื่อสโลเลเนีเลนเนี่ยป้องยันชอบเนาะที่ต้องมองป้องยันชอบชอบกูลนเนี่ยป่าวยันตรงนี้อะไรไปตัวเตะเสือนะนะกรับทวดเนาะแล้วตัวที่มาพิจารณาที่ต้องมองป้องยันนี่กูที่ต้องมองป้องยันนี่แต่กาที่ต้องมองป้องเออที่เลี้ยงป้องยันกูที่เลี้ยงป้องยันกูแต่ส่วนยังดี่มาที่เลี้ยงป้องยันตรงนี้ที่เลี้ยงป้องยันตรงยา้อะไรไปตัวตัวก็ใช่แอ้วกูที่เนี่ยมาจะน่โน้ ဒီသုံးလုံးပေါင်းခြင်းက၈ဖြစ်နေ၈၃၂၈ဆိုတော့ဒီသုံးလုံးပေါင်းခြင်းဒီ၈အဲ့ဒီ၈ကိုဒီအောက်မှာကျွန်တော်တို့၈ဖြစ်အောင်ဆို၃၂၈၈เนาะဒီနှလုံး၂ဒီနှလုံး6နဲ့ပေါင်းရင်8ဆိုတဲ့8အတန်အတန်ကစားကြ။အဲ့ဒီနေရာမှာကျွန်တော်တို့က3ရက်ထည့်စီထည့်ရအောင်နော်။ဒီလေးလုံးပေါင်းခြင်း8ဒီဒီလေးလုံးပေါင်းခြင်းက8နော်။ဒီလေးလုံးပေါင်းခြင်း3ရက်ဒီဒီလေးလုံးပေါင်းခြင်းက3ရက်။တခါဒီလေးလုံးပေါင်းခြင်း9ဒီဒီလေးလုံးပေါင်းခြင်းကအဲ့ဒီဒီလေးလုံးပေါင်းခြင်း9ဒီ ဒီလေးလုံးပေါင်းခြင်း9เนาะဒီလေးလုံးပေါင်းခြင်း2ကဒီလေးလုံးပေါင်းခြင်း2လို့သူနှစ်တန်နှစ်တန်နှစ်တန်သူကစားလာတယ်အဲ့ဒီနေရာမှာသူကတုံညာထိတ်စီကစားအောင်မလာဘူးเนาะအဲ့တုံညာထိတ်စီကိုကျွန်တော်ကဏ္ဍတကွက်ထည့်ပေးခြင်းအဲ့ဒီတုံညာထိတ်ကိုတဲ့ကျွန်တော်တို့ခုနကဒီလိုက်မယ် ဒီနှလုံးလေးဒီနှလုံးလေးဒီနှလုံးလေးလို့ယူလို့ရတယ်လို့ရှေ့ကိုတုံညာထိတ်လို့လည်းယူလို့ရတယ်နော်အဲ့ဒီရှေ့ကိုတုံညာထိတ်မှာဒီမှာနှစ်ပိတ်ဒီမှာနှစ်ပိတ်ဒီမှာကျွန်တော်နှစ်မပိတ်ဘူးနော်နှစ်မပိတ်ဘူးသုံးပိတ်ပြီမှာဘာလို့သုံးပိတ်ပြီမလဲဆိုတော့နော်ဒီသုံးလုံးခွန်ခွန်ခါလို့ရတယ်ဒီသုံးလုံး၆က၆ခါလို့ရတယ်ဒီသုံးလုံး၅၅ခါလို့ရတယ်နော်ရိုက်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာရှိတဲ့ဗရိတ်ခွန်ခွန်ပါပါနှစ်အပိတ်ဒီမှာဗရိတ်ခွန်ခွန်ပါပါနှစ်အပိတ်နော်ဒီမှာဗရိတ်ရှစ်ဒီရှစ်ပါပါဒီမှာကျွန်တော်တို့သုံးပိတ် သုံးပိတ်လိုက်တာနဲ့ဒီနှလုံးကငါဒီနှလုံးက၄ဒီနှလုံးက၃ငါ၄၃ဆိုပြီးပြန်ကစားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ၃နောက်ပိတ်ထည့်အဲ့၃နောက်ပိတ်ထည့်လိုက်တာနဲ့နောက်၃နောက်ပိတ်၄လုံးပေါင်းเนาะဒီ၃လုံးကျွန်တော်တို့ပေါင်းကြည့်လိုက်ငါနော်ဒီနှလုံးပေါင်းငါ၅နဲ့၈နဲ့ပေါင်းရင်၃၃နဲ့၂နဲ့ပေါင်းရင်သူကငါဆိုတဲ့အတန်ပဲထွက်တယ်အခုဒီဖွန်ပါပါ၄ပိတ်တာနဲ့ဒီနှလုံး၄လို့ဖြစ်တာနဲ့နောက်ပိတ်၃လုံး၄လုံးပေါင်းကြည့်ငါလို့ပဲဖြစ်တယ်เนาะ6ရဲ့2ရဲ့ပေါင်း8ရဲ့5ရဲ့ပေါင်း3 3ရဲ့2ရဲ့ပေါင်း သူကငားလို့ပဲသူဖွက်ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာနောက်ပိတ်၄လုံးပေါင်းမယ်เนาะဒီနှလုံး၅ဒီနှလုံး၄ဒီနှလုံး၃လို့ဖြစ်အောင်၃ပိတ်ထည့်တာနဲ့၈ပါဝါ၃ပိတ်အဲ့၈ပါဝါ၃လို့ပိတ်လိုက်တာနဲ့နောက်ပိတ်၃လုံးဒီနောက်ပိတ်၄လုံးဒီ၈နဲ့၆နဲ့ပေါင်း၄၄နဲ့၈နဲ့ပေါင်း၂နှစ်ကို၅ဖြစ်အောင်ကျွန်တော်တို့က၃နောက်ပိတ်ထည့်လိုက်ပါငားဆိုတဲ့အတန်းတက်ဖတ်เนาะအဲ့ကျွန်တော်တို့နောက်ပိတ်၄လုံးပေါင်းရင်ငားနောက်ပိတ်၄လုံးပေါင်းရင်ငားနောက်ပိတ်၄လုံးပေါင်းရင်ငား အဲ့ဒီ9လို့ဖြစ်တာ ਨੇ ဒီနှလုံး9ဒီနှလုံး4ဒီနှလုံး3အဲ့လိုဖြစ်လိုက်တာ ਨੇ ခွန်ပါဝါ1ခွန်ပါဝါ1 8ပါဝါ3တော့ပဲလို့သူထွက်နော်အဲ့ခုနကကျွန်တော်ပြခဲ့တဲ့အောက်လိုင်းက3ညထိပ်နော်ဒီလိုင်းက3ညထိပ်အဲ့ဒီ3ညထိပ်စီကျွန်တော်ပရိတ်ရှိဖြစ်အောင်9ခါထည့်နော်ဘာလို့ပရိတ်ရှိဖြစ်အောင်9ခါထည့်လဲဆိုတော့ပရိတ်ရှိဖြစ်အောင်ဘာလို့9ခါထည့်လဲဆိုတော့ဟိုဘက်ရက်ကလည်းကျွန်တော်ပရိတ်ရှိဇောင်းစင်ပေါ့လို့ကျွန်တော်ပြောခဲ့တယ်နော်မှတ်မိကြပါလား အဲ့ဒီနေရာမှာဗရိတ်ရှစ်ကကျွန်တော်တို့ဒီအပေါ်မှာ6ခွန်6ဆိုပြီးထည့်စီသုံးလုံးတန်းထားတာရှိတယ်เนาะအဲ့အဲ့ဒီ6ထည့်စီရဲ့အောက်တပွဲကြော်မှာခွန်ဗရိတ်မြင်းကုန်လှမ်းပစ်ထားတယ်เนาะခွန်ထည့်စီရဲ့အောက်တပွဲကြော်မှာဗရိတ်ခွန်လှမ်းပစ်ထားတယ်အဲ့ဒီ6ထည့်စီရဲ့အောက်တပွဲကြော်မှာလည်းဗရိတ်ခွန်ကစားတာပဲเนาะအဲ့ဒီမှာခွန်ဗရိတ်ခွန်ဗရိတ်ဒီမှာ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 ခွန်ဗရိတ်เนาะသူကစားခဲ့တယ်အဲ့အဲ့လိုကစားပြီးရင်သူ့ရဲ့အောက် တပွင်းတော်မှာ6ပါဝါ4ထိတ်လို့သူလမ်းထည့်ပြီး4ပါဝါဗရိတ်6လို့သူကစားတယ်နော်ဒါဆိုရင်ဒီ compare compare ကစားပြီးပြီ compare ရဲ့အောက်တပွင်းတော်မှာ4ထိတ်ပြီးတော့3ထိတ်လို့ကစားတယ်အဲ့ဒီ3ထိတ်ပြီး10ပါဝါ3ထိတ်လို့သူတက်ပေါက်ထားပြီးပါအဲ့ဒီ3ရဲ့ပါဝါဗရိတ်6လို့သူကစားတယ်နော်ဒါဆိုရင်ဒုတိယကတ်မှာအော်ဒါကဗရိတ်တို့ဒါဗရိတ်ခွန်ဆိုင်နော်နော်နော်ဒီဗရိတ်ခွန်ဆိုင်ကဗရိတ်ခွန်ဆိုင်ကနေုံကျွန်တော် ကျွန်တော်ကျွန်တော်လေးလောတယ်ဘရိတ်ခွန်ဆိုင်ကကျွန်တော်ဟိုကဏ္ဍပြမှာသုံးရခွန်ခွန်ပြထားလိုက်တော့အဲ့ဒါဘရိတ်ခွန်ကနောက်မှပြန်ပြသူကလေးလောတယ်ဘရိတ်ရှစ်ကတဲ့ကျွန်တော်ဘရိတ်ရှစ်ကို930ခုနထည့်တာဒီကောင်ပြောရမှာဒီမှာဟုတ်ဒီမှာ930ကျွန်တော်930เนาะဒီနှစ်ထဲကိုကျွန်တော်တို့930ပေါက်မလားမပေါက်လားတော့မသိဘူးလေเนาะဒါပေမဲ့အဲ့ဒီ930ပေါက်ရင်ဒီ3လုံး4เนาะဒီ3လုံးက4သူ့ဘေးမှာပဲဘရိတ်ရှစ်လို့ပေါက်တယ်အဲ့ဒီဘရိတ်ရှစ်ဒီ3နောက်ပဲရပါပါဘရိတ်ရှစ်3နောက်ပဲရပါပါဘရိတ်ရှစ် ။ငါ30လေးကြီးထွက်တာ။အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ3ဘောင်းပေါင်းရင်4လို့ဖြစ်တယ်။3နောက်ပဲရပါပါဒီဘွဲကိုဗရိတ်8လို့ကစားခြင်း။ငါ30ကိုပြန်ကစားလို့ရတယ်။နော်ဒါလေးပြောဖို့ကအဲ့ဒါဟိုဗရိတ်ခွန်ဆိုင်ကိုတွားပြ။အဲ့တော့အဲ့ဗရိတ်ခွန်ဆိုင်ကကျွန်တော်နောက်ပြင်းဗရိတ်ခွန်ကနေတစ်ခါကျွန်တော်ထည့်ပေးမယ်နော်။ဗရိတ်ခွန်ဆိုင်ကအဲ့တခါတည်းခွန်ဗရိတ်ပါတခါတည်းကြည့်လိုက်ပါတော့ခုနကပြရလေလက်စားနေမထူးတော့ပါဘူးနော်။အဲ့ဒီမှာ9ပါပါလေး4ပါပါဗရိတ်9 8ပါပါ3 3ပါပါဗရိတ်8ခွန်ပါပါ2နော်2ပါပါဒီဘွဲမှာခွန်ဗရိတ် ါကစားလို့ရတယ်ပေါ့ဗျာနော်အဲ့ဒီခွန်ပရိတ်နဲ့ခဏကကျွန်တော်3ညခွန်3ညဆိုတဲ့ခဏကကျွန်တော်ထည့်ပြီးနော်3ညခွန်3ညဆိုတဲ့ခဏထည့်ဘာလို့3ညခွန်3ညထည့်ပြီးရလဲဆိုရင်နောက်ပြီးကျွန်တော်ပြောပြမှာပေါ့နော်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့10ပရိတ်နဲ့ပတ်သက်လာပြီး3ညထည့်စီနေဆိုကျွန်တော်ဒီ930ဆိုတဲ့ခဏလေးကျွန်တော်ထည့်ပြီးတော့ရန်စေ့ခြင်းနေပေါ့နော်အရင်မှာပဲအော်ထိုးခိုင်းမိခဏမဟုတ်ဟုတ်တော့နောက်တစ်ဆိုင်ကျွန်တော်တို့သွားကြည့်မယ်ပေါ့နော်နောက်ထပ်တစ်ဆိုင်သွားကြည့် နောက်တက် site သွားကြည့်မယ်ဆိုတော့ဒီ site လေးလည်းမစိုးတော့မစိုးဘူးဒီကောင်ကကျွန်တော်ကစားနေကြငါးဆုံးကုန်ပန်ကပဲလာပါဘူးဒီ site ကကျွန်တော်ကစားနေကြငါးဆုံးခုနှစ်ထဲမှာနော်ငါးဆုံးခုနှစ်ထဲမှာမလဲငါးဆုံးခုနှစ်ထဲနော်ငါးဆုံးခုနှစ်နော်အဲ့ဒီထဲမှာအဲ့ဒီငါးဆုံးခုနှစ်ထဲမှာထက်တောင်သုံးလုံးနှစ်နှစ်နှစ်ခါလေးခါသူ့အောက်ဆောင်မှာပရိရှိနော် အဲ့ဒီပရိသတ်တွေအပူအခွားနဲ့ပရိသတ်သူ့ဆောင်မှာရှင်းနှက်ကပရိသတ်တက်လို့ထွက်တယ်ထွက်လိုက်ရင်သူ့ကဒီသုံးလုံးဒီငားလို့ပုံသေးထွက်တယ်နော်အဲ့ဒီသုံးလုံးငားလို့ပုံသေးထွက်တော့ကျွန်တော်တို့ကငားထိုက်စီနေပရိသတ်တက်နော်အဲ့တော့ဒုတိယဒီဘက်နဲ့တည်းမှာလည်းအဲ့ဒီတိုင်းပဲတက်စီတောင်သုံးလုံးကိုနှိမ့်လို့ဖြစ်လိုက်တာနဲ့နှိမ့်တဲ့နှက်က၄ခါနဲ့ထွက်တယ်အဲ့ဒီ၄ခါရဲ့အောက်ဆောင်မှာပရိသတ်အပူအခွားထွက်တယ်အဲ့ဒီပရိသတ်အပူအခွားရဲ့အောက်ဆောင်မှာ 17ပြည့်669တက်စီ3လုံးကို15လို့ပဲသူထည့်နော်အဲ့တော့အခုကျွန်တော်တို့ဒီနေရာမှာတက်စီတောင်3လုံးက2 2ရဲ့နှက်က4ကသူ့ဆောင်းမှာဗရိတ်ရှစ်အပူခွာထွက်တော့သူ့ရဲ့အောက်ဆောင်းမှာထွက်မဲ့ကဏန်းဒီထိပ်စီ3လုံးပေါင်း5ဖြစ်အောင်၃ညထိပ်စီပဲ၃ညထိပ်စီနော်အဲ့တော့၃ညထိပ်စီနဲ့ဗရိတ်17ကိုကျွန်တော်ထည့်လိုက်ပါမယ်အဲ့ဒီမှာခုနကကျွန်တော်ပြရတဲ့3နောက်ပိုင်းနဲ့ဆို၃ည83 3ည84ဒီနှစ်ကွက်ထည့်လို့ရတယ်နော်အဲ့ကျွန်တော်ခုနကပြခဲ့တဲ့ ဒီ၃နောက်ပိတ်နဲ့မြန်တွဲထွက်လာမလားဒီ၃ညထိတ်တည်ဒီ၃ညထိတ်တည်နဲ့မြန်ဆင်းလာမလားနော်ဒီဖြစ်စဉ်က၃ညထိတ်တည်နဲ့မြန်ဆင်းလာမလားဒီမှာလဲ၃ညထိတ်ကပါလာပြန်တာပဲအဲ၃ညထိတ်နဲ့ပါလာပြန်လိုက်ဆိုရင်ဒီနေရာမှာ၃ညထိတ်နဲ့ပရိသတ်တက်လို့ထည့်လို့ရတယ်နော်အဲ့ဒီကောင်ကိုကျွန်တော်၃ညခွန်လေးကျွန်တော်ထည့်မယ်၃ည73ကျွန်တော်ထည့်မယ်ပေါ့နော်၃နောက်ပိတ်ဟိုဆိုင်ကကျွန်တော်ယူထည့်အဲ့ကျွန်တော်တို့နောက်ထပ်စိုက်ကောင်းကောင်းလေးတစ်စိုက်ကျွန်တော်ပြအောင်မယ် အခုပြသွားတာတွေကကျွန်တော်မိတ်ဆွေတွေပြန်စစ်เนาะကျွန်တော်ကဘယ်လိုခေါ်မတော့ဟိုတုံညာထိတ်တို့တုံးလို့နော်တုံးလို့တုံညာတို့ကျွန်တော်ဦးစားပေးကစားခြင်းလို့အဲ့ဒီကစားခွက်တွေတွေကိုကျွန်တော်ဆွဲထည့်တဲ့သဘောမျိုးဖြစ်သွားတယ်။မဲတုံညာထိတ်ကလည်းညတိုင်းပဲပြနေတယ်လို့ဖြစ်ညဆိုစိုက်ကောင်းလေးတစ်ခုပြမယ်တဲ့။အော်ရှစ်ပရိတ်ကဒီမှာလေခုခုဘက်နေ့ကကျွန်တော်ပြောခဲ့တာ။ဒီ၅ပရိတ်ရဲ့ဘေးမှာပရိတ်တူပရိတ်ဆောင်စင်းเนาะအဲ့ဒီ ငါးပရိတ်ရဲ့ဘေးမှာပရိတ်၃ဝန်းဆောင်စင်းအခုဒီမှာပရိတ်ကျွန်တော်တို့ငါးပရိတ်ရဲ့ဘေးမှာ၈ပရိတ်ဆောင်စင်းကို၃ညထိုင်နေဆင်းနိုင်နေဆိုပြီးကျွန်တော်ပြောခဲ့တယ်နော်အဲ့မဲ့၃ညငါး၃ထည့်ပြီးတော့ရန်ထားပေါ့အဲ့ဒီညတဲ့ကျွန်တော်စိုက်တဲ့စိုက်ပြမယ်တဲ့တို့ဒီနားမှာထူးထူးခြားခြားလေးတွေတော့မရှိပါဘူးဒါပေမဲ့ဖြစ်တတ်တာလေးတွေပေါ့နော်တို့ဒီ၉ထိတ်တို့၈ထိတ်တို့ဒီနေရာ၇ထိတ်တို့မြင်သွားမလားအပေါ်လေးတစ်ခါ၅ထိတ်တို့၆ထိတ်တို့တစ်ခါ၇ထိတ်တို့မြင်ဆင်းလာမလားပေါ့အဲ့ဒါမျိုးလေးတွေ ကျွန်တော်လိုက်တွေးကြည့်ရင်လည်းကျွန်တော်ကစားခြင်းနဲ့ကစားခွက်တစ်ခုကျွန်တော်တွေးထားလို့ဒီကောင်ကတဲ့ဒီကောင်ကကျွန်တော်တို့အဝေးလိုက်နော်ကျွန်တော်တို့ခွန်6ငါနော်ခွန်ဆုံး6ဆုံး5ဆုံးခုနှစ်တည်းမှာဒီအပေါ်မှာဖြစ်ခဲ့ရတယ်ကျွန်တော်တို့မပြောတော့ဘူးဗျာမပြောတော့ဘူးဒီအောက်ကပဲစသွားတော့ဟိုဒီနှလုံးခွန်သူ့ရဲ့အောက်ဆောင်တစ်ပွဲကြုံမှာ8ထိပ်5ထိပ်သူ့အောက်မှာပြိလေးနော်တခါဒီ6ဆုံးတဲ့ခုနှစ်တည်းမှာလည်းအဲ့ဒီတိုင်းပဲဒီနှလုံး ခွန်ပြီးတော့ရှစ်လို့ပဲစားတယ်။အောက်ဆောင်တပွဲကြော်မှာရှစ်ထိပ်လေးထိပ်လို့ပဲစားတယ်။ဒီမှာပရိတ်ငါးလို့ရတယ်နော်။အဲ့တော့ရှစ်လေးငါးဒီမှာရှစ်ငါးလေးနော်ရှစ်လေးငါးရှစ်ငါးလေးအခုကျွန်တော်တို့ဒီနေရာမှာဒီနှလုံးကိုးလို့ရိုက်ပြီ။ရှစ်36နော်ရှစ်36လို့ပဲစားတယ်။အဲ့တော့ရှစ်ထိပ်စီသုံးထိပ်စီရှစ်ထိပ်လေးထိပ်ရှစ်ထိပ်ငါးထိပ်ပရိတ်လေးပရိတ်ငါးပရိတ်6 เนาะသူကစားထားတာအချိန်ငယ်ကွက်တီးပဲကစားထားတယ်အဲအဲ့ဒီဘရိတ်၄ရဲ့အောက်တပွဲကြော်မှာနောက်ပိတ်၃လုံးကို၄လို့သူကစားတယ်เนาะအဲ့ဒီဘရိတ်၅ရဲ့အောက်တပွဲကြော်မှာနောက်ပိတ်၃လုံးက၈၈၅ဆို၄လို့ပဲကစားတယ်เนาะအဲ့ဒီဘရိတ်၆ရဲ့အောက်တပွဲကြော်မှာကျွန်တော်တို့နောက်ပိတ်၃လုံး၄ချင်ရင်၃ညနောက်ပိတ်ထည့်ရအောင်အဲ့အဲ့ဒီ၃ညနဲ့၃ညကဘယ်နယ်စိုက်နေပဲဖြစ်ဖြစ်သူကမလွတ်ဘူးဖြစ်နေတာဒီဘက်၃ည၃ကတော့ထိမှာပဲ တော့အဲ့ဒီလေးလို့ဖြစ်လိုက်တာနဲ့အဲ့ဒီမှာသူကနှစ်ထိတ်စည်းနဲ့နှစ်နှလုံးပူကစားတယ်ဒုတိယကတ်မှာနောက်ထောင်သလုံးလေးလို့ဖြစ်တာနဲ့သုံးထိတ်စည်းနဲ့သုံးနှလုံးပူတယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံးလေးလို့ဖြစ်တာနဲ့လေးထိတ်စည်းကိုသုံးညနှလုံးပူကစားမယ်ဆိုကျွန်တော်တို့လေးလေးသုံးညဆိုတဲ့ခဏပြီးခဲ့တဲ့ဗရိတ်ရှစ်ဆောင်းစင်းကိုဒီခဏန်းထွက်သွားမလားဒါတွေးကြည့်ရတာတမျိုးပဲနော်ဒါပေမဲ့အဲ့ဒီခဏန်းကိုကျွန်တော်မထည့်ဘူးဒီ site မှာဒီသုံးလုံးပေါင်းခြင်း အဲ့ဒီ၃လုံးနှစ်ကိုကျွန်တော်ဒီနေရာမှာနှစ်ထိတ်စီလို့ကျွန်တော်ထည့်ပြီးတော့အဲ့ဒီနှစ်ဒီအပူအခွားနေခဏကစားမယ်ပေါ့ဗျာနော်အဲ့တော့နောက်ထပ်၃လုံးက၄လို့ပုံတည်ရိုက်တယ်ဒုတိယကတ်မှာနောက်ထပ်၃လုံး၄လို့ရိုက်လိုက်တာနဲ့ဒီ၃လုံးက၃၃၈နှစ်ဆိုတော့၃အဲ့ဒီ၃ကိုဒီနေရာမှာ၃ထိတ်စီနဲ့၃အပူအခွားကစားတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကစားမယ့်အချိန်မှာဒီ၃လုံးကခွန်ဖြစ်နေလို့ဒီနေရာမှာခွန်ထိတ်စီနဲ့အပူအခွားဆိုရင်ကျွန်တော်ခုနကပြခဲ့တယ်ခွန်၃ည၃ညနဲ့ ခွန်ခွန်၃ညာဆိုတဲ့ခဏเนาะအဲ့ဒီမှာ break ခွန်ကခုနကကျွန်တော်ပြောခဲ့တယ် break ခွန်ရှိနေတယ်เนาะဒါကြောင့်မလို့ကျွန်တော်ခွန်ခွန်၃ညာနဲ့ခွန်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 ၃ညာနဲ့၃ညာခွန်၃ညာပေါ့เนาะခွန်၃ညာ၃ညာဒါလေးတွေတိုက်ရင်ထိုးဖို့เนาะအဲ့ဒီမှာကျွန်တော်တို့ခုနကထည့်လိုက်တယ်ဒီ၃လုံးနှစ်ဒီနှစ်ထည့်အဲ့ဒီနှစ်ထည့်လို့ထည့်လိုက်တာ ਨੇ ကိုတိနှစ်ဆိုပြီးတော့ ပုံဒီနောက်သုံးလုံး၄ရဲ့နှစ်ဖက်ကိုဒီသုံးလုံးနှစ်လို့ကစားတယ်နော်အဲ့ဒီမှာနောက်ထောင်သုံးလုံးက၄လို့ကစားလိုက်တာနဲ့၉၃၃ဆိုပြီးတော့ဒီသုံးလုံးကနှစ်လို့ကစားတယ်အဲ့ဒီနှစ်လို့ကစားရင်ထောင်သုံးလုံးသုံးဒီထိတ်နေကစားတယ်နော်အခုဒီနေရာမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခွန်ဒီခွန်ထိတ်လို့ထည့်လိုက်တာနဲ့နောက်ထောင်သုံးလုံး၄ရဲ့နှစ်ဖက်ခွန်၈၀ခွန်ဆိုပြီးသူကနှစ်လို့ကစားနော်အဲ့ဒါဆိုရင် तू ကใกล้နေတာပဲနော်ခွန်ထိတ်စီကအဲ့ခွန်ထိတ်စီ၃ညနောက်ပိတ်နေအပူခွားကိုထည့်မယ်ဆိုရင် အခုကျွန်တော်ထည့်ပြခဲ့တယ်ခဏကျွန်တော်ဒီနေရာမှာရေးလို့မရရဘူးဖြစ်ရေးလို့မရဘူးဖြစ်နေတယ်စာရွက်တရက်ရှာပြီးကျွန်တော်ရေးပြလိုက်ပါဘို့မဟုတ်ရင်လည်းကျွန်တော်မိတ်ဆွေတွေကဆရာတဲ့ရေးမပြပြန်ဘာဦးညာဦးဖြစ်အောင်อืมနော်အဲ့ဒီ site ကတကွက်သေးလို့လို့ထွက်တယ်ဗောနော်ဒါသူမဲ့ကျွန်တော်တို့ကသွားပြီးတော့တော့တယူတန်မှုမရဘူးခွန်ခွန်တုံညာလို့သူထွက်တယ်လို့ခွန်တုံညာခွန်လို့လည်းဒါယူလို့ရတယ် သူကခွန်တုံညခွနဲ့အပူခွကစားခိုင်းတာနော်နောက်တစ်မျိုးကတုံးထိတ်အပူလေးထိတ်အပူအဲနှစ်ထိတ်အပူတုံးထိတ်အပူလေးထိတ်အပူဆိုရင်ကျွန်တော်တို့လေးလေးတုံညလို့ဒါတစ်မျိုးကစားသွားလို့ရတယ်နော်နောက်ခုနကျွန်တော်ပြောတဲ့တုံညထိတ်စီးနဲ့တုံညငါးသုံးနော်နောက်တုံညရှောက်သုံးတုံးကိုတုံညတုံညကိုတုံးဒီနှစ်ခွကတော့မင်း เนาะဒီနှစ်ကွက်ကတော့ main ကျွန်တော်မဲ့ဆိုရင်မကြိုက်လဲထိုးကြိုက်လဲထိုးဒီအပွားဟာတွေကတော့ကြိုက်မှာထိုးเนาะနောက်ကျွန်တော်ပြထားတာရှိသေးတယ်ဒီဘက်ရေးလိုက်မယ်ခြေပေါင်း9နဲ့361เนาะ361 3ည63383เนาะဒါတွေဒါတွေမထိုးမဖြစ်3ည84 3ည83 တုံညသုံးအတွဲလိုက်နေကစားချင်တာပဲဗျာเนาะတို့ရဲ့ကိုကြည့်ပဲခုမဒီဒီဒီ site ကတော့ကြိုက်မှလဲထိုးပါကျွန်တော်ကတော့ကြိုက်တယ်ကျွန်တော်နည်းနည်းတော့ကစားမယ်เนาะအဲ့ဒီသုံးလုံးနှစ်ဒီထိတ်စည်းလို့ထည့်တာ ਨੇ နောက်တော့သုံးလုံး၄နှစ်ခတ်နှစ်เนาะဒီမှာနောက်တော့သုံးလုံး၄နှစ်ခတ်ဒီသုံးလုံးကနှစ်လို့ဖြစ်တာ ਨੇ ဒီသုံးလုံးပေါင်းချင်းသုံးဒီထိတ်စည်းเนาะဘာ site မရှိဘူးခင်ဗျာเนาะထိုးချင်ရင်တုံညထိုင်လို့သုံးထိုင်လို့ထိုးအဲ့ဒီသုံးလုံးခွန်ဒီထိတ်လို့ထည့်တာ ਨੇ နောက်သုံးလုံး၄ရဲ့နှစ်ခတ် ရှင်းခွန်ခွန်ရှင်းခွန်เนาะ2လို့ပြန်ချုပ်ထားတယ်။အဲ့ဒီနေရာမှာခွန်3ညအခွနဲ့10ခွဲဆွဲခြင်းလဲဆွဲမဆွဲခြင်းလဲအပူအခွ2ခွထိုးเนาะကျွန်တော်တော့တိတ်တော့မကြိုက်ဘူးပြမကြိုက်ဘူးဆိုတာအပူခွကိုမကြိုက်တာဒါပေမဲ့ခွန်3ညခွကိုတော့နည်းနည်းစိတ်ဝင်စားတယ်เนาะအဲ့ဘယ်လိုကြမယ်ဆိုတော့ဘယ်သိမလဲလေကျွန်တော်မိတ်ဆွေကြီးတိုက်မှလဲကစားကျွန်တော်အတင်းကြီးတော့မကစားနိုင်ပါဘူး 2356เนาะဒီကနေ3956ကဟိုနေ့ပြပြီးသားဒီမှာမရေရသေးဘူးခုနကဗရိတ်တက်လည်းရှိတယ်3ထိတ်လည်းရှိတယ်3956ဒါဒီ3956ကိုကျွန်တော်ဒီစိတ်ကဗရိတ်3930ဒီစိတ်က3ထိတ်နဲ့ဗရိတ်တက်ဆိုအဲ3956ကမစိုးဘူးเนาะတုံညာခွန်တောင်းရှိတယ်လေအခုကျွန်တော်ပြတဲ့တုံညာထိတ်တို့သုံးအုံးပိတ်တို့နောက်ဟိုးရက်ကကျွန်တော်ပြတဲ့တုံညာခွန်ရှိတွဲတို့ เนาะအဲ့ကဏ္ဍနေကစားမှာ3ညခွန်3တော့ပါเนาะဒါတွေဆိုတော့3နောက်ပိတ်တွေဒါ3ညထိတ်စည်းတွေဈာလက်ကောင်ခွန်ခါ3ညခွန်အတွဲလိုက်ဆိုပြီးကျွန်တော်စလွင့်နေနေရပြခဲ့တယ်လေအမှတ်မိတော့ဘူးလား3ညခွန်အတွဲလိုက်ဆိုပြီးကျွန်တော်ပြခဲ့ပါတယ်တဲ့3ညထိတ်စည်းကြမယ်နေရာတော့ဒီမှာဒါ6 3ည680လို့ထောင်လိုက်တာ ਨੇ ဒီ3ခါဒီနှစ်ဥပ3ခါနော်ဒီမှာလဲ6 80လို့သူထောင်လိုက်တာ ਨੇ ဒီ1ခါဒီနှစ်ဥပ1ခါ ဒါဆိုဒီနေရာမှာ6 8တုံညလို့ထောင်ရင်ဒီခွန်ကားဒီနှစ်ဦးကခွန်ကားခဲ့ရမယ်เนาะအဲအဲ့တုံညခွန်အတွဲကိုခုနကျွန်တော်ပြရတဲ့3နောက်ပိတ်နဲ့ကစားကြည့်ပေါ့ဟုတ်တယ်မလားဒါဒီ site တွေဆိုရင်လည်းဒါ3နောက်ပိတ်ပဲတို့ဒီထောင်3လုံး8 8ပါပါ3နောက်ပိတ်ဒီထောင်3လုံးက8 8ပါပါ3နောက်ပိတ်ဒီထောင်3လုံး8 8ပါပါဒီဘက်မှာ3နောက်ပိတ်ရှိတယ်ဆိုပြီးခုနေ့ကကျွန်တော်ပြောခဲ့တယ်เนาะအဲ3နောက်ပိတ်ရှိတယ်ဆိုတော့3နောက်ပိတ်ကလည်းများတယ်3ထိပ်ကလည်းများတယ်3တုံညာ3မိနေအောင် 6ပထိတ်ကိုတော့မကြိုက်တယ်ဝတ်ကြတာ6ပထိတ်ကိုမကြိုက်ဘူး။တုံညခါးကိုလည်းမကြိုက်ဘူး။ခဲမနေတော့ပါဘူးဗျာ။ခဲမနေတော့ပါဘူး။အဲ3တုံညထိအောင်တော့ထိုးနော်။တုံညထိတ်ကိုဒုတိယနေရာမှာပဲထား။3ထိတ်ကိုပထမနေရာမှာထား။ဒုတိယထိတ်ဒီတော့အများကြီးတယ်။ဒါပေမဲ့3ထိတ် site တွေကိုမမီဘူး။3ထိတ်ကပိုကောင်းတယ်။ဒီ site မျိုးတွေကကျွန်တော်တိတ်ဒီ site ကိုတွေ့ကျွန်တော်ဒီ site မျိုးတွေကျွန်တော်တိတ်မကြိုက်တော့တာ။ဒါကြဲ၄ခက်ဖြစ်နေတယ်နော်။တစ်ခက်၊နှစ်ခက်၊သုံးခက်၊လေးခက်။ဒီလို၄ခက်မှာ ကျွန်တော်မကြိုက်ဘူးတို့ဒီလိုသုံးခက်ဆိုရင်တော့ဒါကျွန်တော်တို့အသေးကြိုက်တာတလုံးမျိုးอ่ะเนาะဒါကနှစ်ဖြစ်ပြီးမှနှစ်ဖြစ်တာကိုးဖြစ်ပြီးမှကိုးဖြစ်တာဒီမှာ30ဖြစ်ပြီး30ဖြစ်တာလေးခက်မှာကျတော့ဒါမျိုးလေးခက်ဖြစ်သွားရင်ကျွန်တော်တိတ်မကြိုက်တော့ဘူးအဲ့ဒါအမျိုးမျိုးလို့ကျွန်တော်နည်းနည်းလေးစိတ်ထဲမှာတုံညာထိတ်ကိုထင့်တယ်အစောကတုံညာထိတ်နဲ့ organan ထုတ်မယ်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒီ site ကိုတွေးလိုက်တော့ကျွန်တော်သုံးထိတ်ပဲကင်တော့တုံညာထိတ်မကင်တော့ဘူးเนาะဒါသုံးထိတ် site ဒီ site ကဟိုနေ့ကကျွန်တော်သုံးထိတ်ပြတော့ကျွန်တော်ဒီအောက်ကအထောက်ကိုကျွန်တော်မပြောသွားဘူးမေ့သွားတယ် တော့ဒီ၃လုံး2လို့ဖြစ်ရင်ကွန်ပါဝါ2เนาะဒီ၃လုံး2လို့ဖြစ်ရင်6ပါဝါ1အဲ့ဒီ၃လုံး2ဖြစ်အောင်တုံးထည့်စီထည့်တာနဲ့10ပါဝါ3ထည့်လို့ကျွန်တော်ပြောပြီးတော့ဒီမှာကျွန်တော်စတင်ခဲ့တဲ့6ပရိတ်6ပရိတ်ဒီเนาะပြခဲ့တယ်အဲ့ဒီ6ပရိတ်ရဲ့အပေါ်ကဒီ၃လုံးပေါင်းရင်၄၄နက်က2ကိုမှအဲ့ဒီမှာကွန်ပါဝါ2ထည့်လို့ထည့်ဒီမှာလည်း6ပရိတ်လို့ရိုက်တယ်သူ့ပေါ်မှာခွန်၄၃၃၃လုံးပေါင်း8 8ရဲ့နက်ကဒီမှာ1ထည့်လို့ထည့်เนาะအဲ့အခုဒီနေရာမှာကျွန်တော်တို့6 9 3ညအသုံးလုံးပေါင်းရင်9 9နက်က3ထိတ်ကိုဒီမှာထည့်ရမှာเนาะအဲ့ဒါကိုကျွန်တော်က အပေါ် line ကိုပဲကျွန်တော်ပြသွားပြီးတော့အောက် line ကကျွန်တော်မေ့သွားတယ်နော်ဒီအဲ့ဒါကြောင့်မလို့ဒီဘွဲမှာသုံးထိပ်စီးနဲ့တုံညာအပိတ်နဲ့ကစားမလားပေါ့နော်ဟောကနန်းတော့မထုတ်ဘူးနော်ဒါတွေလည်းသုံးထိပ်စီးအစိုးရပြခဲ့တာဒါ390နော်ဒီကနန်းကလုံးဝမမေ့ပါနဲ့ကျွန်တော်ပွဲတိုင်းထည့်တယ်ကျွန်တော်အော်တဲ့ချိန်တုန်းကကျွန်တော်ကနန်းရောင်းပြီးတော့အဲ့ရောင်းသမျှပတ်စံကျွန်တော်ဘတ်တထောင်ကျော်ဘူးတခွက်တည်းထိုးထားတယ်နော်တုံညာ93တဲ့တခွက်တည်းကျွန်တော်တထောင်ဘူးတထောင်လုံးကျော်ပါသေးတယ်ကျော်တယ်နော် ကျွန်တော်ဘယ်ချိန်ကကိုယ့်ချိန်ကလာကျွန်တော်ရောင်းလိုက်တာဘယ်ချိန်ကဟမ်ဘယ်ချိန်ကလည်းမိပါပြီဒီပွဲတုန်းကလာမသိဘူးအဲဒီပွဲတုန်းကလာမသိဘူးဆိုတော့6 6ထွက်တဲ့ပွဲက6 6ထွက်တဲ့ပွဲတုန်းကကျွန်တော်တုံည63ဆိုပြီးကျွန်တော်ကိုးခါနေပဲကျွန်တော်ဆုတ်ခိုင်းတယ်ထွက်တာ6 6ထွက်တာအဲ့ဒီဘွဲတော့ကျွန်တော်ထိုးရတာတကွက်သေးအပီဆိုပြီးတော့ကျွန်တော်ရောင်းစားပြီးတော့ရတဲ့ကဏ္ဍကျွန်တော်ပတ်စံကျွန်တော်အကုန်အိုးထားတဲ့ကဏ္ဍဒီကဏ္ဍကဒီဘွဲမှာလည်းထိုးလို့ရလားရတာပဲကျွန်တော်စိုက်ပြထားပြီးသားနော်ကျန်တာကြိုက်ကြိုက်မကြိုက်ကြိုက်ဒီနှစ်ကွက်ကတော့တက်ပြအောင်တက် ဒါနောက်ဆုံးလိုက်ပဲเนาะဒါနောက်ဆုံးလိုက်ပဲအဲ့ဒါကြောင့်မလို့ကျွန်တော်လာပြောတာဒါနောက်ဆုံးလိုက်ပဲဒီနှစ်ကွက်ဘောပင်ရသွားပြီဘောပင်ရသွားပြီဆိုတာဘောပင်ရမှန်ပြီးကြွေသွားပြီမနေ့ပြန်ဟောမနေ့ပြန်တနင်္ဂနွေနေ့တော့ပဲမနေ့ပြန်မှဝယ်တော့အဲ့ဘောပင်เนี่ยကျွန်တော်တစ်ခါမှကုံအောင်မသုံးအောင်ကြွေတာနဲ့ပဲမမျောလိုက်မင်းနေအများကြီးကြံ ကတက်ပုံရိုက်ယူထားလိုက်ကြတော့ဗျာနော်